အောင်ပြည်တပ်မှ9နှစ်မြည်ဖြစ်တဲ့ခုခံခရိုင်မန်ကျဲမြို့နယ်အတွင်းမှာတရားဥပဒေလုပ်ငန်းတွေထိထိရောက်ရောက်လှုပ်ဆောင်နိုင်ဖို့အတွက်ခုခံခရိုင်ရဲတပ်ဖွဲ့ကဒေသခံပြည်သူတွေနဲ့ထက်ပြီးတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။တွေ့ဆုံပွဲမှာခုခံခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့တောင်ပြည်ရဲတပ်ဖွဲ့ကချမှတ်ထားတဲ့ရဲတပ်ဖွဲ့ရဲ့လှုပ်ထုံလုပ်နည်းနဲ့ဥပဒေစည်းမျဉ်းစည်းကမ်းတွေရှင်းလင်းပြောကြားခဲ့တယ်လို့မန်ကျဲမြို့နယ်အတွင်းလှုပ်ဆောင်ရမယ့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလည်းအတိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါအပြင်မကြံမြွတ်နယ်အတွင်းမှာတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့အတွက်ဒေသခံပြည်သူတွေအနေနဲ့မိမိတို့ခရိုင်မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်တယ်ဆိုပြီးတာဝန်ရှိသူတွေကတိုက်တွန်းပြောကြားခဲ့ပါတယ်။တွေ့ဆုံပွဲတက်ရောက်လာကြတဲ့မန်ကျယ်မြို့နယ်အတွင်းကမန်နောင်၊နှမ်ဆဟူ၊ကောင်းမှုလုံ၊လွယ်စာ၊ဟူပုံ၊ပန်ဆက်၊ကျော်မြန်၊ဆိုင်းခေါင်နဲ့ပန်ဟိုးကျေးရွာကကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ဒေသခံအရက်သားပြည်သူတွေလည်းဒုစရိုက်လုပ်ငန်းတွေဖြစ်တဲ့ ခုံးမှုလူရမှုလူတက်မှုမဒိမ့်မှုချိန်ချောင်းမှုနဲ့လင်လယ်မှုတွေအပါအဝင်မြို့ရစေဝါရောင်းဝယ်တုံးဆွဲတဲ့သူတွေကိုပါအေးအေးယူဆောင်ရွက်ဖို့လိုအပ်တယ်ဆိုပြီးဆွေးနွေးတင်ပြခဲ့ကြပါတယ်ခုခံခရိုင်မြို့နယ်ရဲတပ်ဖွဲ့တွေအနေနဲ့ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့မှာလဲတရားဥပဒေစိုးမိုးရေးလုပ်ငန်းအတွက်ကျေးရွာဆေးရွာဖြစ်တဲ့မုံဟွယ်ကောင်းပိုင်လုံကံလွယ်ကျော်မန်လာမန်လုံးကျူမိန်မန်ကောင်းမန်ဝိနဲ့မန်ယာကျေးရွာကဒေသခံပြည်သူတွေနဲ့တွေ့ဆုံပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် ကျမလွေပူလပါပါရှင်